I went to a cafe the other day. Um, there I saw my crush sitting and drinking coffee. It was such a coincidence. That's why I wanted to talk to him. You know, it's such a miracle happened. But you know, at the time, he just got up and walked straight to me. I was like, very, you know, shy and I couldn't hide my feelings at all. I had to hide my face under my table. The thing is, he just wanted to leave the cafe. <laughs> စလုံးရှာနေရရှာရို့တော့မလား embarrass ကိုတော့မလားဆိုရဲအခြေအနေဖြစ်သွားခဲ့ပြီပေါ့နော်နောက်ဆုံးမှာရှာအောင်ယူသွားခဲ့ဆိုတော့ရှိုင်းကမှန်ပါတယ်တုံးလို့ရတယ်အဲ့ဆို embarrass ကိုတုံးလို့မရအောင်လားဆိုတုံးလို့ရတယ်အဲ့ဒါကိုယ့်ရဲ့အခြေအနေပေါ်မှာမဲမှုတည်ရ Okay ပြောပြမယ်နော်ဘယ်လိုအခြေအနေမျိုးလဲဆိုတော့ရှိုင်းဆိုတာကလူတစ်ယောက် personality ပေါ့နော်သူကလူရင်းတဲ့စကားပြောတာမကြိုက်ဘူးတိတ်တိတ်ဆိတ်ဆိတ်နေရတာကိုပဲကြိုက်တယ်ဆိုလို့ရှိရင် Okay အဲ့ဒီအခြေအနေမှာရှိုင်းလို့တုံးလို့ရတယ် for example uh like he is a shy boy he doesn't like to talk to other people doing as gabyo amjo is a shy boy not a cool embarrassed embarrassed ka ja ro um tu ga ba le so yin ko ga something bad or like mistake or something awkward ta khu khu lou pi lo sait the ma uncomfortable phit nya a shay ya nya bo no ဲ့ဒီအခြေအနေကို embarrassed လို့သုံးတယ်ပေါ့နော် embarrassed ဆိုတော့ဘယ်လိုဟာမျိုးလဲဆိုရင်အာဆူယူဘုဒ္ဓတက်တယ်အဲဆူယူဘုဒ္ဓစင်မောကိုတက်တယ်အဲ့ဒီအချိန်မှာ definitely ကြီးကြတော့အဲ့ဒီနေကားမှာရင်ချော်လဲတယ်အဲ့ဒီမှာကိုကတချောင်းလို့ရဲ့အရှိမဖြစ်သွားအဲ့ဒါကြီးကဘာဘယ်လိုခံစားရလဲဆိုရင် that's not shy anymore အဲ့ဒါ shy မဟုတ်တော့ that is embarrassed embarrassed ဖြစ်သွားပြီပေါ့လေအဲ့ဒီတော့ shy နဲ့ embarrassed ကိုဘယ်ချိန်တွေမှာသုံးရပါသုံးရမှာလဲဆိုတော့ ွဲသွားပြီလို့ထင်တယ်ပေါ့လေဆိုတော့အရှိရ situation မှာလည်းအတူတူပဲအဲ့တော့ impress တုံးလို့ရတယ်လို့ပြောရမလားဘယ်အချိန်မှာတုံးမှာလဲဥမာကိုက crash ကိုဖွင့်ပြောထားတယ်သူကလည်းကိုကိုညင်းထားတယ်အဲ့ဒီမှာ coffee မှာပါတက်တဲ့ချိန်တိုင်းကြီးပြန်လာတွေ့ရယ်ဘလို့ခံစားရမလဲ shy တဲ့ impress ဖြစ်နေမှာအဲ့လိုမျိုးပေါ့နော်အမဟုတ်ဘူးအဲ့လိုမျိုးတွေမရှိဘူးဆိုရင်တော့ it's just shy မယ် Okay, and there is another word that you can use in that kind of situation. So you can say blush. Blush is not a feeling, it's a physical reaction. Like when your face turns red, that's a blush. Um, like when he walked towards me, I was so blushed. Yeah, go. အရန်ကိုအမ်ဘာလဲဆိုရင်မျက်နှာညီရဲနေရဲဘာလို့လဲဆိုရှက်လို့လေရှက်လို့ရှက်လို့အာ butterflies in your stomach လေဒီလားအာရောအဲ့လိုမျိုးရှက်နေအောင်ပေါ့နော် ဲ့ဒီအချိန်လေးမှာလည်း blush ကိုတောင်းလို့ရတယ်။ဆိုတော့ blush ဆိုတာကတော့ net ဟိုဘောနော်ကိုက something awkward လုပ်ပြီးလို့ embarrass ဖြစ်နေတဲ့အချိန်လေးမှာလည်း blush ဖြစ်နိုင်တယ်လို့ shy ဖြစ်နေလည်းအရင် shy ဖြစ်လို့လည်း blush ဖြစ်နိုင်တယ်။ဟောနောက်ဆုံးတစ်ခု butterfly in your stomach မလို့လည်း blush ဖြစ်နိုင်တယ်။ဆိုတော့ blush ကတော့ဘယ်အချိန်မှမဆိုတောင်းလို့ရတယ်။ โอเคကျတော့ဒီဗီဒီယိုလေးလေးမှာတော့တုံးဖို့ပြောပြသွားရေပေါ့เนาะ shy and embarrassed ရေ blush ရေဆိုတော့တုံးလုံးရတော့ပြီလို့ထင်ပါတယ်အဲ့တော့အာတစ်ခုခုကိုတုံးပြီးတော့စာကြောင်းတစ်ကြောင်းလောက်မှတ်ခဲ့ပြီပါအောင် comment မှာ so bye bye see you in the next video